လူဒန်းတဲ့အခါသတိထားစရာများမင်္ဂလာပါပြိသက်ကြီးတို့ရေကျွန်တော်ရဲ့မြန်မာလူမျိုးတွေကအလူဒန်းတဲ့ပတ်သက်လာရင်လက်မနေကြတဲ့လူမျိုးဆိုပြီးလက်မဲ့ကြည့်ပါတယ်တရားတရားထက်သန်လွန်းသလိုပဲတပတ်သားကိုကုညင်တက်တဲ့သဘာဝလည်းရှိကြတာပါစင်ရဲ့ချမ်းသာမြေတနေ့တလောက်လူဒန်းတက်ကြတဲ့ကျွန်တော်တို့အနေနဲ့ကွန်ပျူတာရဲ့အလူအကြောင်းကိုသိနေရင်တော့ပီတိပိုပွားနိုင်ပါပါဒါရီကြောင့်မင်းဒီနေ့ဗီဒီယိုလေးထဲမှာအလူအမျိုးအစားတွေအကြောင်းကိုဘိုးတုဒရရအောင်ဝေမျှသားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ် ကျွန်တော်နေ့စဉ်ပြုနေခဲ့ကြတဲ့အလူတွေကိုအမျိုးအစားခွဲလိုက်မယ်ဆိုရင်၅မျိုးရှိနေမှာဖြစ်ပါတယ်ဒီ၅မျိုးကတော့တရာဒါနာတက္ကစဒါနာကာလဒါနာအနုခဟိတဒါနာအနုပစ္စဒါနာဒါတွေပဲဖြစ်ပါတယ်အကြောင်းအရာကိစ္စတစ်ခုခုကြောင့်ကိုယ်စိတ်ထဲမှာလှူဒန်းခြင်းနဲ့တရာစိတ်တွေဖြစ်ပေါ်လာတဲ့ပြင်ကံကံရဲ့အကျိုးကိုယုံကြည်ပြီးလှူဒန်းနေဆိုရင်တော့တရာဒါနာမြောက်ပါတယ်တရာဒါနာနဲ့လှူဒန်းမယ်ဆိုရင်တော့ရနိုင်တဲ့အကျိုး၅ပါးလည်းရှိပါသေးတယ် အဲ့ဒီအကျိုးတွေကတော့ဥစ္စာပစ္စည်းကျွေးဝါချမ်းသာခြင်းများစွာသောအသုံးဆောင်တဲ့ပြည့်စုံခြင်းရှုခြင်းစပွဲရှိခြင်းစိတ်ကြည်ရင်ခြင်းနဲ့လွန်ကဲသောအစင်းတရံနဲ့ပြည့်စုံခြင်းတို့ဖြစ်ပါတယ်။အလူဒါနနောက်တစ်မျိုးကတော့တက္ကစဒါနပဲဖြစ်ပါတယ်။လူပဲပစ္စည်းတွေကိုကောင်းကောင်းမွန်မွန်တသက်ရဲ့ပြင်ဆင်ပြီးအလူကံ ပုံကိုယ်တွေကိုရိုးတည်စက်ကလှူဒါန်းတာမျိုးကိုခေါ်တာပါ။ဒီအလူတန်းကလည်းကျွန်တော်အနေနဲ့အမြဲတမ်းပြုနေတတ်တဲ့ကုသိုလ်တစ်ခုဖြစ်ပါတယ်။တက္ကစဒါနပြုခြင်းအဖြစ် ဥစ္စာပစ္စည်းကြောဝချမ်းသာခြင်းများသောသုံးဆောင်ရှိခြင်းတာမယာကြေးကျွံအချွေရန်တို့ကကိုယ့်ရဲ့စကားတွေကိုနားထောင်ခြင်းတနည်းပြောမယ်ဆိုရင်ဩဇာရှိခြင်းတတိနားလေလေသောဉာဏ်ရှိခြင်းတို့နဲ့ပြည့်စုံစေမှာပါကိုကလှူလိုက်တာပဲဆိုပြီးလှူပဲပစ္စည်းတွေကိုကောင်းကောင်းမစီမံဘဲနဲ့ဖြစ်ကြတဲ့ဆန်းတွေလှူတဲ့အခါမျိုးမှာကြံတဲ့အကျိုးတွေပြည့်စုံပေမဲ့လည်းဒါသမီးမယာကြေးကျွံတို့အပေါ်မှာဩဇာမကြောင်းပဲဖြစ်တတ်ပါတယ်ဒါရီကြောင့်မဲဒီချက်လေးကိုတတိထားမယ်ဆိုရင်တော့အကျိုးပိုရှိစေမှာပါ လူဝဲဝိတုတို့ကိုအချင်းကာလနဲ့လျော်ညီအောင်လှူဒန်းခြင်းကိုတော့ကာလဒါနလို့ခေါ်ပါတယ်။ဒီလူမျိုးကလည်းကျွန်တော်တို့လူမျိုးတွေနဲ့ယဉ်နေတဲ့လူဖြစ်ပါတယ်။အစားတောက်ပဲဖြစ်ဖြစ်အသုံးဆောင်ပဲဖြစ်ဖြစ်လူမျိုးဆောင်ကာလသုံးပါးနဲ့ညီညွတ်အောင်လှူဒန်းတက်ကြတဲ့ကိစ္စတွေကအရင်ကတည်းကလည်းရှိကြပါတယ်။ဒီလိုလှူဒန်းတဲ့အခါမှာအလူကံပုဂ္ဂိုလ်နဲ့ဆက်ဟတ်အောင်လဲလှူဒန်းနိုင်မယ်ဆိုရင်အကျိုးရှိပါတယ်။အချိန်ခါနဲ့လဲလိုက်ဖက်တယ်။အလူကံပုဂ္ဂိုလ်ကလည်းတကယ်လိုအပ်တဲ့အရာတွေဖြစ်တယ်ဆိုရင်တော့ပြည့်ပြည့်စုံတဲ့ကာလဌာနတစ်ခုဖြစ်သွားမှာပါ။ ကာလဌာနပြုခြင်းအဖြစ်ဥစ္စာပစ္စည်းကြွယ်ဝချမ်းသာခြင်းများသောအသုံးဆောင်ရှိခြင်းအချိန်ကာလနှင့်လျော်ညီစွာနှင့်အကျိုးအကြောင်းများများစွာရရှိနိုင်ခြင်းစတဲ့ကျေးဇူးတွေနဲ့ပြည့်စုံစေပါပါ။ဒါကြောင့်ပဲအချို့သူတွေအနေနဲ့လွယ်တဲ့အချိန်မှာမတင်မထားတဲ့အကူအညီတွေရလာတာကကာလဌာနအကျိုးကကျေးဇူးပြန်ပြုတာကြောင့်ဖြစ်ပါတယ်။အလူကံပုဂ္ဂိုလ်ကိုချီးမြှောက်ခြင်းနဲ့ဆန္ဒနဲ့လှူဒန်းတဲ့လူမျိုးကိုတော့အနုခဟိတဌာနလို့ခေါ်ပါတယ်။တိလဆင်ကျတဲ့တန်ဃာတွေကိုလှူဒန်းတာ စာပေထူးခြင်းတဲ့တန်ကားတော်တွေကိုလှူဒန်းတာတွေကအနုကဟိတဌာနအမျိုးအစားရဲ့မှာပါဝင်ပါတယ်။စာတော်တဲ့ကျောင်းသားတွေကိုချင်းမြောက်တာပရာဟိတလုပ်ငန်းတွေမှာလုပ်နေတဲ့သူတွေကိုလှူဒန်းတာဒါတွေကလည်းဒီလိုပဲယူဆရမှာပါ။အနုကဟိတဌာနပြုခြင်းအဖြစ်ဥစ္စာပစ္စည်းကြွယ်ဝချမ်းသာခြင်းများသောအသုံးဆောင်ရှိခြင်းရရှိသောစည်းစိမ်ဥစ္စာတွေပေါ်မှာသုံးဆောင်လို့ရှိကြပြီးသုံးလဲသုံးဆောင်ခြင်းဆိုတဲ့အကျိုးတွေနဲ့ပြည့်စုံစေမှာပါ။ဝတရားအရမလှူခြင်းလှူခြင်းနဲ့လှူရပြီး အလူကံပုဂ္ဂိုလ်ကိုကြီးမြလိုတဲ့ဆန္ဒမရှိတဲ့အခါမှာဥစ္စာဌာနကျေဝပေမဲ့မတုံးရဲတဲ့မတုံးနိုင်တဲ့အခြေအနေတွေကိုကြုံတွေ့နေပါတယ်။ဒါတွေကြောင့်ပဲအလှူဒန်းလုပ်တဲ့အခါမှာစေတနာသုံးတန်ပြထပ်ပြီးလှူဒန်းတာကပိုအကျိုးရှိစေပါပါ။နောက်ဆုံးအနေနဲ့အလှူတစ်ခုလုပ်တဲ့အခါမှာမိမိကိုယ်ကို၎င်းသူတစ်ပါးကို၎င်းမညစ်စွန်းမထိခိုက်အောင်လှူဒန်းတဲ့လူမျိုးကိုအနုပဟိသဒါနာလို့ခေါ်ပါတယ်။လှူဒန်းတဲ့ကိစ္စတွေကကုသိုလ်ရေးကိစ္စဖြစ်ပေမဲ့လည်းကောင်းကောင်းမစင်ပန်နှံခဲ့ဘူးဆိုရင်တော့ သူတစ်ပါးကိုတီးခိုက်ရတဲ့ကိစ္စတွေရှိနေတတ်တာပါ။စာပေတွေထဲမှာလှူတဲ့အခါသူတစ်ပါးကိုမထိခိုက်စေဖို့သတိထားရမယ့်အချက်သုံးချက်ရှိရလို့လဲဆိုထားပါတယ်။ပထမတစ်မျိုးကဒီလူမျိုးကိုငါကပဲလှူနိုင်တယ်။အခြားသူတွေဆိုရင်တော့လှူနိုင်မှာမဟုတ်ဘူးဆိုတော့မာနထောင်လွှားတဲ့စိတ်ဖြစ်ပါတယ်။အလူရှင် ပုံကိုယ်တွေဖြစ်ပေါ်လာတဲ့စိတ်ဖြစ်တာကြောင့်သတိထားတင်ပါတယ်။ဒုတိယတစ်မျိုးကသူတစ်ပါးကိုတက်ဖြတ်ပြီးခိုးဝက်လိန်ညာပြီးရလာတဲ့ငွေကြေးလက်လာပါယူပြီးရလာတဲ့ငွေကြေးဥစ္စာတွေနဲ့အလူပေးတာပါပဲ။ တတိယတစ်မျိုးကတော့အလူတွေရည်ရွယ်ပြီးသားကားတွေကိုရက်ကြုံမှားထားတဲ့ကိစ္စဖြစ်ပါတယ်ကိုကကြုံမှားထားတာဖြစ်လို့သားသက်သမားတွေကလည်းကို့အတွက်ဆိုပြီးတီးတန့်တက်ဖြစ်ရတာဖြစ်လို့ဒီလူမျိုးကိုလည်းသတိထားတင်တာအမှန်ပါပဲအနုပဟိစဒါနပြုခြင်းအဖြစ်ဥစ္စာဒါနကျွေးဝချမ်းသာခြင်းများသောအသုံးဆောင်ရှိခြင်းမိမိဥစ္စာကိုရန်သူမျိုး၅ပါးဖြည့်ဆည်းနိုင်ခြင်းနဲ့သားသမီးစိုးရိမ်ရှိပါကမိမိဥစ္စာကိုထိပါအောင်မလုပ်နိုင်ခြင်းစတဲ့အကျိုးတွေနဲ့ပြည့်စုံစေပါပါ ကိုကငွေကြေးဥစားပြည့်စုံနေအောင်စီမံထားနိုင်ပေမဲ့လည်းမိသားစုသွေးချင်းတွေကြောင့်ပင်ပြန်ကုန်နေရတယ်ဆိုရင်တော့အနုဘဟင်းစဌာနနဲ့မပြည့်စုံခဲ့လို့ဖြစ်ပါတယ်။ဒီလိုအလူတန်းဖြူခြင်းအဖြစ်မျက်မှောက်ရရှိတဲ့အကျိုးတရား၅ပါးလည်းရှိနေပါသေးတယ်။အဲဒီအကျိုးတွေကတော့မျက်နှာမြင်ရင်ချစ်ခင်နှစ်သက်ကြခြင်းသူတော်ကောင်းတို့မိကိုစီးကဲ့လာခြင်းဂုံကျေးဇူးတရေနေပြည့်နှက်ကြော်စောလာခြင်းပရိသတ်၄ပါးတို့ရွန်ရှာခြင်းကင်းပြီးရည်တင်းစွာချစ်ကဲ့နိုင်ခြင်းတေတီဤအခြားမဲ့၌လက်ပြည်တို့လာရခြင်းစတာတွေပဲဖြစ်ပါတယ်။ အလုပ်တန်းပြုတယ်ဆိုတာကကုသိုလ်ရေးကိစ္စတွေဖြစ်ပေမဲ့လည်းသတိထားရမယ့်ချက်လေးတွေကိုလည်းသတိထားနိုင်မယ်ဆိုရင်အကျိုးပေါ်ရှိအောင်လှူဒါန်းနိုင်မှာဖြစ်တာကြောင့် ပြည်သက်ကြီးတို့အတွက်မျှဝေပေးလိုက်ရင်လည်းဗီဒီယိုလေးကိုဒီကောချွတ်လိုက်ရပါခင်ဗျာ။